စစ်တကအနာသိမ်းပြီးတဲ့နောက်2021မတ်လကနေ2025ဇန်နဝါရီလအတွင်းအကြံဖက်ပြစ်စင်နေကြောင်းစကိုင်းတိုင်းထဲမှာရပ်သား9300ကျော်တည်ဆုံခဲ့ရတယ်လို့ဒေတာဖုန်မြန်မာကထုတ်ပြန်ထားတဲ့စာရင်းတွေကသိရှိရပါတယ်။2021ခုနှစ်မတ်လကနေ2025ခုနှစ်ဇန်နဝါရီလတွင်အကြံဖက်မှုတွေကြောင်းစကိုင်းတိုင်းတွင်းမှာအရပ်သား9304ဦးတည်ဆုံခဲ့ပြီးတော့3988ဦးဒဏ်ရာရှိခဲ့တယ်လို့ဒေတာဖုန်မြန်မာကဒီကနေ့မှာထုတ်ပြန်ထားတဲ့ချက်လက်တွေကသိရှိရပါတယ်။2025ခုနှစ်ဇန်နဝါရီလတွင် စကိုင်းတိုင်းတွင်းကမြို့နယ်22မြို့နယ်ကရဲသား43တစ်ဆုံးခဲ့ပြီးတော့66ဦးဒဏ်ရရှိခဲ့တယ်လို့ဆိုပါတယ်။ရှီဘိုကိုင်းတွင်းရဲသားတစ်ဆုံးသူ1400ကျော်ရှိခဲ့တာကြောင့်ထိခိုက်မှုအများဆုံးဒေသဖြစ်ခဲ့ကြောင်းနဲ့မုံရွာနယ်စကိုင်းခရိုင်တွင်းမှာတစ်ဆုံးသူ6ကျော်ရှိခဲ့ပြီးတော့ကျမလူရင်းမပင်နဲ့ကလေးခရိုင်တွင်းမှာတစ်ဆုံးသူ9ကျော်စီရှိခဲ့တယ်လို့လည်းဆိုထားပါတယ်။ရဲသားတစ်ဆုံးမှုရဲ့83ရာခိုင်နှုန်းဟာရဲသားတွေကိုပြစ်မှတ်ထားတပ်ဖြတ်မှုတွေကြောင့်ဖြစ်ပြီးတော့27ရာခိုင်နှုန်းကတော့လေကြောင်း drone လက်နက်ကြီးတိုက်ခိုက်မှုတွေနဲ့မြေမြိုင်နေမိတာတွေကြောင့်ဖြစ်တယ်လို့ဆိုထားပါတယ်။ လေကြောင်းတိုက်ခိုက်မှုကြောင့်ရသားတစ်ဆုံးသူ458ဦးရှိခဲ့ပြီးတော့တန်ရရှိသူ932ဦးရှိခဲ့ကြောင်းနဲ့ရသားတစ်ဆုံးသူတွေထဲမှာသက်16နှစ်နဲ့အထက်မျိုးသားတွေက80ရာခိုင်နှုန်းထိပါဝင်နေတယ်လို့သိရပါတယ်မျိုးသမီးနဲ့ကလင်းငယ်တွေတစ်ဆုံးရတဲ့အဓိကကြောင်းရင်းကတော့စစ်ကောင်စီရဲ့လေကြောင်း drone လက်လက်ကြီးတိုက်ခိုက်မှုတွေနဲ့မြေမြိုင်းမိုင်းနေမိရာတွေကြောင့်ဖြစ်တယ်လို့လည်းသိရှိရပါတယ်ခင်ဗျာစစ်တပ်ကအာဏာသိမ်းပြီးတဲ့နောက်ပိုင်း၄နှစ်တာကာလတွင်462ကြိမ်ဆက်သွယ်ရေးလိုင်းတွေပြတ်တောက်ခဲ့တယ်လို့အတမ်းမှကောက်ယူထားတဲ့စစ်တမ်းအချက်အလက်တွေကသိရှိရပါတယ် တနင်္ဂနွေတိုင်းနာလီနဲ့မြို့နယ်ပေါင်း203မြို့နယ်မှာဆက်သွယ်ရေးလိုင်းတွေပြတ်တောက်ခဲ့တယ်လို့ဆိုပါတယ်အတံဖွဲ့ကကောက်ယူထားတဲ့စစ်တမ်းတွေအား2021ခုနှစ်ကစပြီးတော့ပြီးခဲ့တဲ့2025ခုနှစ်ဇန်နဝါရီလတိမြန်မာနိုင်ငံတွင်မှာဖုန်းနဲ့အင်တာနက်လိုင်းပြတ်တောက်မှု239ကြိမ်အင်တာနက်လိုင်းပြတ်တောက်မှု156ကြိမ်နဲ့ဆက်သွယ်ရေးလိုင်းပြတ်တောက်မှုဖုန်းအင်တာနက်နဲ့ဂျိုးမဲအင်တာနက် broadband 46ကြိမ်ဂျိုးမဲအင်တာနက် broadband ပြတ်တောက်မှု wireless broadband 19ကြိမ်ပြတ်တောက်ခဲ့တယ်လို့ဆိုထားပါတယ်ချင်းကချင်းကရားကရင်မကွေး AR data ကြီးမန္တလေးမွန်ပဲခူး ရှမ်းပြည်နယ်ရှေ့ပိုင်းအစရှိတဲ့ပြည်နယ်တိုင်းဒေသကြီးတွေမှာအများဆုံးဖြစ်ခဲ့တယ်လို့လည်းဖော်ပြထားပါတယ်။ဖော်ပြမှာနေရာမှာလည်းလက်ရှိချိန်ထိတိုက်ပွဲတွေဖြစ်ပွားနေတယ်လို့လည်းသိရှိရပါတယ်ခင်ဗျာ။ရခိုင်ပြည်နယ်အတွင်းမှာစစ်ကောင်စီရဲ့ဂျက်ပတ်လို့တွေကြောင့်နှစ်လအတွင်းရပ်သား45ဦးတိဆုံးခဲ့တယ်လို့နိုင်ငံရေးကြီးသမားကွန်ကြီးဆက်ဆွဲရေးတင် ABB ရဲ့ထုတ်ပြန်မှုအရသိရှိရပါတယ်။နိုင်ငံရေးကြီးသမားကွန်ကြီးဆက်ဆွဲရေးတင် ABB ကကောက်ယူထားတဲ့သတင်းချက်လက်တွေအရ2025ခုနှစ်ဇန်နဝါရီလ10ရက်နေ့ကနေမတ်လ17ရက်နေ့ထိရခိုင်ပြည်နယ်မှာဂျက်ပတ်စစ်အုပ်စုကြောင့်မျိုးသမီး24ဦးနဲ့မျိုးသား22ဦး စုစုပေါင်း55ဦးသေဆုံးခဲ့တာကိုအမြင်နဲ့တကွာအတည်ပြုနိုင်ခဲ့ပြီဖြစ်တယ်လို့ဆိုထားပါရယ်အဆိုပါသေဆုံးသူစီးရင်တွင်မှာမနစ်ရရကြာလေးတူအပောင်ဝင်အသက်16နှစ်ယောက်ကလေးငယ်12ဦးပါဝင်နေပြီးတော့သေဆုံးသူတွေနဲ့40ဦးဟာ COC ရဲ့လေကြောင်းပစ်ကတ်တက်ခတ်မှုကြောင့်အများဆုံးသေဆုံးခဲ့ရတာဖြစ်တယ်လို့လည်းဆိုပါရယ်ဟောပဲမှာကင်းကင်းနဲ့ရေတွက်ရ AB ကလက်လမ်းမီတမြကောက်ယူထားတဲ့ရေတွက်ဖြစ်ပြီးတော့ဒီပြမှာဖြစ်ပေါ်နေတဲ့ချက်လက်တွေကအခုတည်းပိုများနိုင်တယ်လို့လည်းအသိပေးထားပါရယ်စစ်တကအနာသိငယ်နဲ့လင်းနစ်ကျော်ကာလာအတွင်းအကြမ်းမဲ့ဆေးအုပ်စုနဲ့၎င်းတို့ရဲ့လက်ပေါင်းစေတွေကြောင့်လူဦးတော်လိုင်းကာလာအတွင်းမှာတည်ဆုံခဲ့ရတဲ့ ီမိုကရေစီရေးလှရှားသူနဲ့ပြည်သူစုစုပေါင်း6399ဦးရှိခဲ့ပြီဖြစ်တယ်လို့ ABB ရဲ့စီးရင်ရသိရပါတယ်ခင်ဗျာ။ New Zealand မြန်မာရဲ့ညနေခင်းသတင်းစီစဉ်ကိုနေ့စဉ်တနင်္လာနေ့ကနေစနေနေ့ထိမြန်မာဆက်လွန်ရင်ည9:00နာရီတိုင်းမှာတိဆက်ပေးနေတာပြီလို့ဆောင်းမြော်ကြည့်ရှုနားဆင်နေပါပါခင်ဗျာ။